မင်္ဂလာပါရှင်ခိတက်တယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝက်လက်တွင်အခွန်ကောက်ကြံသည်ပါအားဖာအကောက်ခွန်ဂိတ်ကိုဆန္ဒပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်တွင်နောင်စာစီတင်ကားများနှင့်ကုန်တင်ကားများကိုငွေကြေးအမြောက်များအခွန်ကောက်သည်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပါအားဖာအခွန်ဂိတ်ဘိုးရန်ဂိတ်အားကားသမားများနှင့်ဒေသခံပြည်သူများကဆန္ဒပြခဲ့ကြောင်းသတင်းရရှိပါတယ် ဆန္ဒပြပြည်သူများသည်ယမန်နေ့ဇွန်လ17ရက်မှစတင်ဆန္ဒထုတ်ဖော်ပြခဲ့တာဖြစ်ပြီးယနေ့ဇွန်လ12ရက်ညနေပိုင်းအထိဆန္ဒပြနေစေဖြစ်ပါတယ်။ခုချိန်ထိဆန္ဒပြနေတုန်းမှာပဲ ကားတွေလမ်းပိတ်ရပ်ထားတယ်။မနေ့ကပါကာဖနေမျိုးအောင်လိုလာပြီးရှေ့ဆုံးကကားစီယာတွေကိုဖမ်းတာဆန္ဒပြလူအုပ်ကဖမ်းရင်အကုန်ဖမ်းအကုန်လိုက်မယ်ဆိုလို့မဖမ်းဘူးဘလို့မှညှိမရဘူးပောက်ကန်ရှိမ့်မကားလန်အခုချိန်ထိပိတ်နေသေးပါဟုဒေသခံတအူကယနေ့ညနေ၄နာရီခွဲချိန်တွင်ပြောပါတယ်အဆိုပါစစ်စေးရိတ်ဂိတ်သည်စီတပေပါကိုတထောင်ခွဲကျက်ကောက်ခံပြီး အခြားခရီးသည်ကားများနဲ့ကုန်ကားများကိုလည်းအခွန်အဆမတန်ကောက်ခံမှုများရှိကြောင်းဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရပါရယ်ဖြစ်စည်းများရင်များသလိုမျိုးကားတစ်စီးကို30 25သိန်းအထိတောင်းတာမျိုးရှိတယ်အဲ့အခါကျတော့ကားသမားတွေမကျင်တတ်တော့ဘူးသူတို့တွေတည်လဲစီးပွားရေးလုပ်နေကြတာပဲနည်းနည်းပါပါလျှော့ပေးတာမျိုးမရှိဘူးပြည်သူတွေပြောတာကလျှော့ပေးဖို့ပြောတာသူတို့ကမလျှော့နိုင်ဘူးဆိုတော့တင်းမီဆန္ဒပြကြတာပဲဟု ထော်လန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါရယ်။ကုန်နေကားများသည်စကိုင်းဘက်ကကုန်ပစ္စည်းများတင်လာပြီးအရာဝတီမြစ်အရှိတ်ဘက်ရှိစင်ကူးနှင့်လက်ပံလာဘက်သို့ခုံများပို့ဆောင်ရာတွင်အဆိုပါဘူးရန်အကောက်ခွန်ဂိတ်ကိုအခွန်အမြောက်များပေးဆောင်နေရကြောင်းသိရပါရယ်။ထော်လန်ရေးတပ်ဖွဲ့များကစိုးမိုးထိန်ထုတ်ထားသောအညာဒီသားရှိမြို့နယ်များတွင်ထော်လန်ရေးရန်ပုံငွေအတွက်ဟုဆိုကာထော်လန်ရေးတပ်ဖွဲ့တချို့နှင့်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးဝင်ကြီးဌာနလက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကခေတ်များဖွင့်လှစ်၍အခွန်များကောက်ခံရာနောက်ပိုင်းတွင် အခွန်ကိန်းများတွင်ငွေကြေးအမြောက်များကောက်ခံခြင်းအခွန်ပေးဆောင်ရသောကိန်းများပေါများလာခြင်းကြောင့်ဒေသခံပြည်သူများအတွက်ဝင်တော့ဝင်ပေါ်များဖြစ်လာကြောင်းဒေသခံများကဆိုပါတယ်ယခုကဲ့သို့တော်လန်ရေးအကြောင်းပြကငွေကြေးအလွန် အကျွန်ကောက်ခံခြင်းကတော်လန်ရေးတက်ဖွဲ့များအပေါ်ဖြီသူလူတို့၏ယုံကြည်မှုရောကြလာနိုင်ပြီးတော်လန်ရေးကြဆုံးသည့်အထိပါဖြစ်လာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံခရိုင်ရင်းမှုတအုပ်ကပြောပါတယ်ဒီယူနီဖောင်းကြီးနဲ့ဆိုရင်ကိုဖြီသူတွေကငါတို့ကိုလှုပ်တော့မှာပဲဆိုတဲ့အနေထားကြီးကိုဖြစ်နေပြီကျွန်တော်တို့ဒီအခြေအနေထိတောင်ရက်တီနိုင်တာကဖြီသူတွေကြောက်မယ်ဆိုတာသိရတဲ့အနေကိုဖြီသူတွေကိုဒီလောက်လှုပ်နေတာကတော်တော်လေးဆိုးရွားနေတာဟုမှတ်ချက်ပြုပါတယ်ယခုကဲ့သို့ပြဿနာများကိုဖြေရှင်းနိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာန နာများအနေဖြင့်ပြည်သူလူထုထံမှအခွန်ကောက်ယူရာတွင်ပြည်သူများအတွက်ဝင်တော့ဝင်ဖို့မဖြစ်စေသည့်အခွန်နှုံထားများတတ်မှတ်ပြီးတနိုင်ငံလုံးအတိုင်းအတာနှင့်ညီလူညီမျှကောက်ခံဖို့လိုအပ်ကြောင်းဒေသတွင်းအဖွဲ့အစည်းများမှအကြံပြုတိုက်တွန်းထားပါသည်။ဆက်လက်ပြီး2029ပြည့်ကိုင်ရှင်များအုပ်စိုးရာမူဆယ်105မိုင်ကုံသွဲဆုံဆိုတဲ့တဲ့တင်ကိုထင်ဆက်ပေးသွားမှာဖြစ်ပါသည်။နေပေကျော်2029စစ်စင်ရေးကိုဟန်ချန်ညီပူပေါင်းဖော်ဆောင်ခဲ့သည့်အာရကတက်တော် AA ပလောင်တအောင်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA တို့ညီနောင်မဟာမိတ်သုံးဖွဲ့ပူးပေါင်းအုပ်ချုပ်နေသည့်ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်မြန်မာနယ်စပ်မူဆယ်တရငါးမိုင်ကုန်းသွဲရေးဆောင်အားအေယာဝတီမှာဂျမန်နီကမှတ်တမ်းတင်ခဲ့ပါတယ်စစ်စင်ရေးအတွင်ညီနောင်သုံးဖွဲ့အနေဖြင့်ဒေသတပ်ဖွဲ့အလိုက်မြို့ရွာများအားစစ်ကောင်စီထံမှသင်းယူထိန်ချုပ်ကြပြီး ဦးစက်တရငါမိုင်ကိုလည်းသုံးပွဲမှတိုက်ခိုက်တဲ့ယူကအုတ်ချုပ်ရင်လုံချုပ်ရင်ပူပေါင်းထူထောင်မှုထူးထူးခြားခြားမြင်တွေ့ရသောဒေသတစ်ခုလည်းဖြစ်ပါတယ်။အလားတူမြန်မာပြည်အနောက်ပိုင်း ပြည်내တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားနိုင်သည့် AAD, TNLA, MNDAA တို့နဲ့ပူးပေါင်း၍တရုတ်မြန်မာနှစ်နိုင်ငံအကြီးဆုံးနယ်စပ်ကုံသွဲရေးကိစ္စခန့်ကျင်စန်းကျော်အားပူးပေါင်းထိန်းချုပ်ထားကအကွန်ကောက်ခံမှုတွေလည်းညီနောင်မဟာမိတ်၃ဖွဲ့အကောက်ခွန်ဌာနပူးပေါင်းဖွဲ့စည်းကောက်ခံနေကြောင်းသိရပါတယ်။မူဆယ်၁၅မိုင်တွင်အုတ်ချုပ်ရေးကိစ္စအရရအားတာဝန်ယူဆောင်ရွက်သည့်ညီနောင်၃ဖွဲ့ကိုယ်စားလှယ်များပါဝင်သောအုတ်ချုပ်ရေးကော်မတီဖွဲ့စည်းထားပြီး ကျင်စန်းကြော့နေစက်ဂိမ်းမှာကုံစီအကန့်တန့်ဖြစ်တင်သွင်းတင်ပိုးခွင့်ပြုထားသောကြောင့်ကုံတယ်များလည်းစီကားစာပြူလာနေသည်ကိုတွေ့ရပါတယ်။ ဆက်လက်ပြီးမုံညင်းမြို့နယ်စနင်းကုန်းရွာအနီးတစ်ဝိုက်တွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြား၍လေကြောင်းပစ်ကူများဖြင့်အပြင်းထန်ခုခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးကန်အရှိတ်ဘက်ချမ်းစနင်းကုန်းရွာအနီးတစ်ဝိုက်တွင်တိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြား၍လေကြောင်းပစ်ကူများဖြင့်အပြင်းအထန်ခုခံတိုက်ခိုက်နေကြောင်း KIAC ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ယနေ့ဇွန်လ12ရက်ညနေ3:00ခွဲခန့်တွင်မုံညင်း င်းမြို့နယ်အင်းတော်ကြီးကန်အရှိဘတ်ချန်းအင်းတော်ကြီးဝေခါဖားကန်လမ်းပိုင်းမနာခေါ်လမ်းပိုင်းရှိစနွင်းကုန်းကျေးရွာအနီး၌ KIA, KVDF ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ် SNA ပြည်သူ့စစ်တုပ်ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားသောကြောင့်လေးချောင်းပစ်ကူများနဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အင်းတော်ကြီးကအရှိဘတ်ချန်စနွင်းကုန်းရွာအကျော်မှာတိုက်ပွဲဖြစ်နေတာဒီနေ့ညနေ3:00နာရီခွဲလောက်မှာပဲအဲ့ဒီနေရာနာတဝိုက်ကိုဂျက်ဖိုက်တာတစ်စီးနဲ့လာပစ်သွားတာရှိတယ်။ဒီရပိုင်အင်းတော်ကြီးကအရှိ နံမောမနာခေါ်လမ်းပိုင်းတိုက်ပွဲမှာစစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူစစ်အရှင်ဖမ်းမိတာတွေရှိတယ်။သူတို့ဘက်ကထိခိုက်သေးဆုံးတာတွေလည်းညားတယ်။အဘက်တိုက်ပွဲဖြစ်နေတာကလည်းတလာကျော်ပြီ။သူတို့ကဖားကတ်တက်လာတဲ့စစ်ကြောင်းမင်းအင်အားကလည်းညားတယ်။ တလာခွဲကျော်တဲ့အထိစနင်းကုန်းအကျော်ပဲရှိသေးတာ KIA KPDF တွေနဲ့တိုက်ပွဲတောက်လျှောက်ဖြစ်နေတဲ့ဟု KIA စစ်ရေးတရင်ရင်မြက်ကတရင်ဌာနသို့ပြောကြားပါတယ်အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ဖားကန်မျိုးတို့အင်အား400ခန့်ပြင်ခြိတက်နေခြင်းဖြစ်ပြီးတလာခွဲကျော်ကြသည့်အထိရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ KIA KPDF ပူးပေါင်းတပ်ဖွဲ့များ၏ခြေမုံတိုက်ခိုက်မှုကိုခုခံနေရခြင်းဖြစ်ကြောင်း ိုက်ပွဲအတွင်းတွင်လည်းအကြမ်းဖက်စစ်သားနှင့် SND ပြည်သူစင်များကိုအရှင်ဖမ်းမိထားပြီးလက်နက်ခဲယံများလည်းတင်းစီရရှိမှုများရှိကြောင်းသိရပါတယ်။အဲ့ဒီဘက်စစ်ကြောင်းကနန်ယာဘက်ကနေတိုးလာတဲ့စစ်ကြောင်းထက်စောတယ်။ဒါပေမဲ့အဲ့ဒီဘက်တိုးလို့မရသေးဘူး။စနင်းကုန်းနည်းနည်းပဲကြော်သေးတာ။အဲ့ဒီဘက်မှာလည်းလေးချောင်းနဲ့တိုက်တာကတောက်လျှောက်ရှိတယ်။အင်းတော်ကြီး၊ဖွေခါ၊ဖားကန့်လမ်းပိုင်းစစ်ကြောင်းရင် ်ကာမိုင်းနဲ့ရဖားကန့်လိုင်းပိုင်းဆိုပြီးစစ်ကြောင်းနှစ်ကြောင်းတပြိုင်တည်းထိုးတာအဲ့ဒီအင်းတော်ကြီးဘက်အဖွဲတွေကကာမိုင်းဘက်ကစစ်ကြောင်းထက်စောတယ်ဒါပေမဲ့သူတို့ဘက်ကဘင်းမမရောက်သေးဘူးဟု KIA စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်ထိုအကြံဖက်စစ်ကောင်စီတပ်သားများနဲ့အတူကာမိုင်းနဲ့ရဖားကန့်လန်ပိုင်းမှာစစ်တပ်စစ်ကြောင်းသည်ဖားကန့်မြို့နယ်အတွင်ရောက်ရှိနေက KIA KPDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသိရပါသည် ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လေးအစုံသုံးရတိုက်ခိုက်တဲ့ဆိုတဲ့တဲ့တွင်လည်းဓညဝတီရေတက်ဌာနချုပ်ကစစ်တပ်မိသားစုဝင်အလုံးကြီးပါကိုရန်ကုန်ရွှေ့တယ်ဆိုတဲ့တဲ့တွင်ကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ်နှစ်ဖက်အပြည့်ရဲစဲကြောင့်တင်ညာထားတော်လဲကြောက်ဖြူတွင်စစ်ကောင်စီနှင့်အရကတက်တော် AA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရပါတယ် ချောက်ဖြူမအီလန်တလျှောက်တွင်စစ်ကောင်စီအလောင်းများပြန့်ကျဲနေပြီးအလောင်းပင်ကောက်ယူနိုင်ခြင်းမရှိဘဲကစင်ကလျားပြည်အတီအတီစစ်ကောင်စီတပ်ကရှုံးနေနေကြောင်းဒေသခံများထံမှသိရပါတယ်။ပြိုင်စစ်ကိကျေးရွာအနီးဝင်ကျင်တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုဆုံးဖြတ်ထားခဲ့ပြီးခလိုယုံပြေးကြကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းဇွန်10ရက်နေ့ညပိုင်းကလည်းစစ်ကောင်စီကရဲတပ်ရင်း32အနီကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်သင်္ဘောများမှနေလဲလက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပ ါတယ်။၃ရက်နေ့ညပိုင်းကနေဒီနေ့အထိတိုက်ပွဲဖြစ်နေတယ်။လေကြောင်းကရောဒရုန်းတွေရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပစ်ကူနေတယ်။စစ်တပ်ဘက်ကတေဆုံးလာများနေတယ်။ရဲတပ်ရင်းနဲ့ပြေးဝင်လာ စုဖွဲ့ပြန်ထွက်တိုက်လိုက်လုံနေပါတယ်ဟုရခိုင်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်စစ်ကောင်စီကကြီးရည်လေးတုံးကကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေတော့လဲမြေပြင်တွင်ပူစစ်ကောင်စီတပ်များတက်ဆုပ်ပြေကအမှတ်32ရဲတပ်ရင်းအတွင်ဝင်ရောက်၍အင်အားစုဖွဲ့နေရာကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်စစ်ကောင်စီသည်ဒဏ်ရဝတီရေတပ်ဌာနချုပ်မှတပ်မိသားစုဝင်များနှင့်မြို့ပေါ်အုပ်ချုပ်ရေးပိုင်မှမိသားစုဝင်များရင်းနှီးစိတ်ကမ်းစီမံကိန်းမှတရုတ်နိုင်ငံသားများကိုရန်ကုန်သို့ရွှေ့ပြောင်းပေးထားသည် စစ်ကောင်စီနယ်မြေအနီးရှိအုံတော်ဂုံချုံကြီးရွာတို့တွင်ဒေသခံ၄၀၀၀ခန့်အနီးပါပိတ်မိနေကြောင်းသိရပါသည်